အခုဆောင်ဝယ်လိုက်တဲ့အချိန်မှာကြတော့လေတကယ်အဲ confidence ပြောင်းသွားတယ်တကယ်ကိုပဲရဲရင်တဲ့အမျိုးသမီးတယောက်ရဲ့စိတ်ခံစားချက်မျိုးဖြစ်သွားတာဒီကိုထွက်မဲ့အချိန်လဲကြပုံမှုကဝင်လာတော့အဲ့မှာမျက်နာတော့မှကိုလုံးဝမရှိနိုင်တော့အနားမှာတယောက်တယောက်အဲ့လိုစားစားပြီးဟာတလေးပြောနေတာမှာကို့မှာမရှိနိုင်တော့အဲအလိုလို emotional ရလို့လို့ဒေါသထွက်သလိုလိုဟိုတည်ရမလားကိုရဲရင်သလိုလိုစိတ်တက်ဖြစ်လာပါတော့သူ emotional changes ဖြစ်သွားတာပါမဝေမမနဲ့လို့ကမပြောချင်ဘူးဒါပေမဲ့သူကိုကိုကိုလည်း အဲဘယ်လိုပြောမလဲပြန်ကြည့်ပါကိုကိုရိုင်းရော perfect ဖြစ်ရဲ့လားကိုကိုရိုင်းရောပြည့်စုံရဲ့လားလူတယောက်ကစူးစမ်းနေတယ်သူသူအကောင်းဆုံးစူးစမ်းနေရဆိုတော့ appreciate မလုပ်နိုင်ဘူးဆိုလို့ရှင်တောင်မှ positive vibe နဲ့မကြည့်နိုင်ဘူးဆိုတော့ negative negative vibe နဲ့မကြည့်မကြည့်ပါနဲ့ပေါ့နော်ဒီနေ့ရတယ်ဒီနေ့စုမရတယ်ပဿနာမရှိဘူး no problem code trader chance ရှိသေးတယ်ပွဲမပြီးသေးဘူးကိုနေရတနေရရအောင်ကိုစူးစမ်းမယ်ဆိုတော့စိတ်နဲ့ဆက်ကြိုးစားပါမယ်ဆရာ ရေးချုပ်တို့အစင်းပြင်းကိုထွက်ကြရမယ်ဆိုရင်လည်းအစင်သစ်သွားတဲ့မိမိတို့ရဲ့ရေးချင်းကိုချာပြအထက်မြတ်ဆူရှာတဲ့ကုဆောင်မှုတွေနဲ့အတူမြန်မာဟဲ့လိုသပိုင်းတွေကိုယူနိုင်လို့တဲ့စစ်ထွက်ပြင်းမများပဲဖြစ်ပါတယ်မကမစ်ဂရန်ရန်ကုန်ဝက်စ်ကိုစားပြုအနေနဲ့မစ်ဂရန်မြန်မာ2025မှာအခုဒီနေ့ National Coach ဘောနော်ညီမတို့ကဒီနေ့အပြန်ဖြစ်တာပါရှင်ဟုတ် အဲညီမဒီနေ့ဘယ်လို performance နဲ့ဘယ်လိုဆောင်လေးပြသခဲ့လို့တော့ဒီ strap ဘရင်မပေါ့နော်ကိုသားပြီးလဲ main clay တွေကကိုတယောက်ထဲလဲရင်းရင်းရမယ်အနားမှာဘာမှမရှိလဲကိုကိုကိုအားကိုတက်ရမယ်ကိုတီတာကိုအတွက်လက်နက်ဖြစ်တယ်ဆိုတာမျိုးပေါ့နော်ဒီဝတ်ဆောင်လေးနဲ့ performance လုပ်ခဲ့တာပါရှင်ဟုတ် idea ကတော့ညီမဒီ designer ကိုမိုးဇက်နဲ့နှစ်ယောက်တိုင်ပင်ပြီးတော့မှလုပ်ဖြစ်သွားတာပါဟုတ်ဝတ်ဆောင်ကတော့အရင်တန်ရေးတော့မများပါဘူးဟိုဟာ၁၀စိမ့်လောက်ပါပဲဟုတ်ကဲ့ပြိုင်ပွဲတစ်ခုဆိုတာတော့ ဘယ်လိုပြောမလဲကိုယ့်ရဲ့ရလက်ကိုတော့လက်ခံမှာပဲဗောနော်ဗာကိုယ်ဒီလဲဒီအကောင်းဆုံးတော့ကိုစူးစားတာပဲဒါပေမဲ့ရလာတဲ့ရလက်ကိုကိုကတော့ reset ကိုလက်ခံမယ်ဆိုစိတ်ကိုအမြဲတမ်းရှိနေတဲ့အတွက်ဟိုငါဒီနေရာမှာငါတရားလိုအပ်ခဲ့လာကိုယ့်ကိုပြန်တွေးမိတယ်ဗောနော် ဒါပေမဲ့အခုပြန်ပွဲလည်းမပြီးသေးတဲ့အတွက်ကြောင့်မို့လို့ကိုနောက်ထပ်ဘာတွေဆက်စူးစမ်းရမလဲဘလို့အကောင်းဆုံးလုပ်ရမလဲဆိုတာအတွေ့အမြင်တော့ဝင်မိပါတယ်ရှင်ဟုတ်နောက်ဒီနေ့စုရတဲ့သူတွေလည်းတကယ် appreciate လုပ်ပါတယ်အားလုံးပဲ congratulation ပါရှင်ဟုတ်အဲ့ဒီအခုဆုံဝင်လိုက်တဲ့အချိန်မှာကြတော့လေတကယ်အဲ့ confidence ပြောင်းသွားတယ်တကယ်ကိုပဲရဲရင်တဲ့အမျိုးသမီးတယောက်ရဲ့စိတ်ခံစားချက်မျိုးဖြစ်သွားတာဒီကိုထွက်မဲ့အချိန်လဲကြပိုမှုကဝင်လာတော့အဲ့မှာမျက်နာတော့မှကိုလုံးဝမကြည့်နိုင်တော့အနားမှာတော်တော်အဲ့လိုစစပြီးဟာတလေးပြောနေတာမှာကို့မှာမကြည့်နိုင်တော့ အလိုလို emotional တွေရလို့လို့ဒေါသထွက်သလိုလိုဟိုသိရမလားကိုရဲရင်သလိုလိုစိတ်တွေဖြစ်လာပါဘောနော်သူက emotional changes ဖြစ်သွားတာပါရှင်ဟုတ်ဘူးတဲ့ပုံစံပဲအဲ့လိုတော့မဖြစ်ဘူးပေါ့နော်ဒါပေမဲ့ကိုယ့်ရဲ့ကိုယ့်ရဲ့ emotional နဲ့ကိုယ်ကသွားနေရပဲတကယ်ကိုယ်ပဲမှန်ပါစိတ်ပါနဲ့ဒီပုံမှန်ချိန်တိုင်းဆိုလို့ရှင်တော့အခုဆိုတာပြေမျိုးရှင်ရှင်နဲ့ကြီးရင်ကြီးမယ်လေလူတွေမြင်လို့ရှင်ကိုယ်နဲ့စိတ်လှုပ်ရှားတာရှိရင်ရှင်ပါဒါပေမဲ့အခုနဆင်ပေါ်မှာတော့အဲ့လိုစိတ်လှုပ်ရှားတာတော့ဟိုကြောက်တာတော့အဲ့လိုမဖြစ်ဘူးရှင်ဟုတ် ခါတိုင်းဆိုတော့ညီမတို့ဒီခက်ဝက်လျှောက်တာတို့ဒီပွဲတွေဒီဟိုအီဗနီခေါင်းတွေပါလေလျှောက်တဲ့ခါကြလို့ရှင်တော့စိတ်လှုပ်ရှားတာဟိုအရှင်မဂျက်တွေရှိနေလို့ရှင်ဂျက်တွေကိုအိုင်းကွန်တက်ဆုံးပြီးပါရင်ကြောက်သွားတာစိတ်လှုပ်ရှားတာဖြစ်မိတယ်ပေါ့နော်ဒါပေမဲ့ဒီနေ့ကတော့လုံးဝအဲ့လိုမဖြစ်ဘူးဒါဝတ်ဆောင်ကပဲ emotional ထိန်းသွားတာလို့ပဲပြောရမလားမသိဘူးဟုတ်ဟုတ်ကဲ့ final ကတော့အခု evening ခေါင်းကတော့အခု designer နဲ့ဟို season ထားတယ်ပေါ့နော်အဲဒါပေမဲ့ဝတ်ဆောင်လေးတော့မချမ်းပြသေးပါဘူး photo shoot တင်လည်းလုပ်အောင်ပဲပေါ့နော်အကောင်းဆုံးတော့ အကောင်းဆုံး dress ကိုတော့စီစဉ်ထားပါတယ်။ဒါမှမဟုတ်ကိုကိုရိုင်းလည်းအခု not final မှာအကောင်းဆုံးကြိုးစားသွားမယ်ပေါ့နော်။ကိုရဲ့ဟိုကိုဖြစ်စနေအိမ်မက်ကိုရဲ့ goal တစ်ခုပေါ့နော်။အဲ့ဒါတော့ကိုလည်းရအောင်အကောင်းတဲ့ form ပဲဆိုတော့စိတ်နဲ့ဒီနေ့ရတယ်ဒီနေ့စုမရတယ်ပတ်သက်မရှိဘူး no problem ။ကို dress ချက်စီသေးတယ်။ကိုမပြီးသေးဘူး။ကိုနေရာတနေရာရအောင်ကိုကြိုးစားမယ်ဆိုတော့စိတ်နဲ့ဟုတ်ဆက်ကြိုးစားပါမယ်ရှင်။ဟုတ်ပြိုင်ပွဲဝင်တဲ့ခါမှာလည်း emotionally တော့ရှိတာပေါ့နော်။တချို့နေရာလေးတွေမှာစိတ်အဆင်မပြေတာလေးတွေဟိုစိတ်အားငယ် ဒီဒေါသထထားလေးတွေအဲ့လိုမျိုးလေးရှိရနောက်တချို့မီဒီယာတွေဘယ်လိုပြောမလဲအသည့်မရှိတဲ့ပုံမှာဒီဒါပေမဲ့မပါဘောနော်ဒါပြိပိတ်တဲ့ဒီ body shaming လောက်ခံမှုခံခံရတယ်ဘောနော်ပြောရမလို့ညီမဘွားတစ်ယောက်မှာတစ်ခါမှအလိုရှင်းမလို့ခံရဘူးဘူး အာအရှင်းမလဲညီမက university ပွဲတစ်ခုပြန်ခဲ့ပူရယ်ပေါ့နော်နောက်တခြားဟိုအလုပ်တွေလည်းညီမလုပ်ခဲ့တယ်ဒီ moral cover shot တာတွေပြီးရုပ်ရှင်ကရိုက်တာအဲ့လိုမျိုးရှိခဲ့ပူရယ်ပေါ့ဒါပေမဲ့အကုန်လုံးအပိတ်ကြတယ်ချစ်ခင်ကြတယ်ကိုစီကိုစီကပြောခံကြတာပဲပေါ့နော်ဒါပေမဲ့ဝေဖန်မှုတော့ဂယုမဆိုင်ပါဘူးရှင်ဟုတ်ဒါပေမဲ့အဲ့လိုမျိုးဖြစ်တဲ့ခါကျတော့ market ကလည်းဘေးကနေမှသမီးဒီလိုမဖြစ်နဲ့ emotion နဲ့မဖြစ်နဲ့သမီးတို့ကငယ်သေးတယ်ပေါ့နော်ဒါကဒီလိုပဲအတွေ့အကြုံဒါအတင်းယူဒါ ကိုဘယ်လိုပြင်ဆင်ရမလဲကိုဘယ်လိုထိုင်ရမလဲအဲ့လိုမျိုးတွေဘေးကသင်ပြပါတယ်ရှင်အမအမတော့အကောင်းဆုံးပါပဲကိုတက်လဲဟုတ်ပရိရှိမလုပ်တဲ့လူတွေကဘာပြောချင်လဲဆိုတဲ့အခါကျတော့လူရဲလို့ဖြစ်လာလို့ရှင် no one is perfect ဘယ်သူမှ perfect ဖြစ်မနေဘူးပေါ့နော်ဒီတယောက်မှဒါရှိရတယ်နောက်တယောက်မှဒါရှိချင်မှရှိမယ်ဘယ်သူမှပြည့်ပြည့်စုံနေရလူရဲဆိုတာတော့မရှိပါဘူးလူတိုင်းလူတိုင်းမှာအသာချက်ရှိတယ်လို့အားနဲ့ချက်ရှိပါတယ်ဒါပေမဲ့ပြောချင်တာက မဝေးပါမနဲ့လို့ကမပြောချင်ဘူးဒါပေမဲ့သူကိုကိုကိုလည်းအဲဘယ်လိုပြောမလဲပြန်ကြည့်ပါကိုကိုရိုင်းရော perfect ဖြစ်ရဲ့လားကိုကိုရိုင်းရောပြည့်စုံရဲ့လားအဲ့လိုပေါ့နော်ဒုတိယကစူးစမ်းနေတယ်သူသူအကောင်ဆုံးစူးစမ်းနေရဆိုတော့ appreciate မလုပ်နိုင်ဘူးဆိုလို့ရှင်တောင်မှ positive vibe နဲ့မကြည့်နိုင်ဘူးဆိုတော့ negative negative vibe နဲ့မကြည့်မကြည့်ပါနဲ့ပေါ့နော်ဟိုလူတိုင်းလူတိုင်းဒီကိုယ့်ဘဝနဲ့ကိုလာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဟိုဒါလေးကိုနားလည်သိချင်ပါရှင်ဟုတ်အဲရီတာကိုအပေးကြတယ်ချခင်ကြတယ်ပရိသတ်တွေပြီးလို့ရှင်ဒီဆိုရှယ်မီဒီယာကဟို fresh ဖြစ်ထားတဲ့မိတ်ဆွေတငယ်ချင်းတွေအပေါင်းအသင်းတွေဟိုတငယ်မိသားစုဝင်တွေအကုန်လုံးပေါ့နော်အားလုံးပဲဟိုရီတာ appreciate လုပ်ပေးပါအပေးကြပါလို့ဒါအခုဒီ final 21ရက်နေ့ပေါ့နော်21ရက်နေ့မှာအခု final ကြတော့လာတော့မယ်အဲ့တော့ကိုလည်း အရန်ကို emotional ထည့်ထားတယ်ငါအကောင်းဆုံးလုပ်မယ်ဆိုတဲ့စိတ်ကိုထည့်ထားရယ်ပေါ့နော်အဲ့တော့ appreciate လုပ်ပေးပါအပေးပါလို့ပြောလဲအကောင်းဆုံးစူးစမ်းသွားပါမယ်လို့ပြောချင်ပါတယ်ရှင်ဟုတ်